လူပေါင်းလောကမှာလူတွေရဲ့ကျင့်ဝတ်စည်းကမ်းတိက္ခာအရာဆောင်ထိတ်အပ်တာလေမဆောင်ထိတ်တဲ့တွေ့ဟလာကြာလိုလိုမလိုလိုကြာလဲဟိုယောက်ျားလေးလို့လဲမင်းမမေရမပြောနိုင်မင်းကလေးလို့လဲမမေရမပြောနိုင်ပဲနဲ့စီးတွေပေါင်းလေးကြော်လာပြီးတော့မှ ဟုတ်ကဲ့ပါဆရာအမေရိကန်နိုင်ငံတမိုင်းကြောင်းလေးကိုရှင်းပြပေးတာဘူးတုတိုင်အမြန်ရပါတယ်ဆရာအမေရိကန်နိုင်ငံမှာအခုဆိုရင်လေဘရယ်အစွန်ရောက်လုံဆောင်ချက်တွေပေါ့နော်ဒိုင်းနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့အဲ့လိုလုံဆောင်ချက်တွေရှိလဲဆိုတာလေးကိုရှင်းပြပေးပါဟုတ်ကဲ့မေရိကန်ပြည်တော်စုရဲ့လွတ်လပ်တဲ့လူပေါင်းဖွဲ့စည်းရနေပြီးတော့တဖြည်းဖြည်းကျွန်တော်တို့အဥပဒေမဲ့လာတဲ့အတိုင်းစားလွန်လာတဲ့စီလို့ဘာလို့ဖြစ်လာနေပြီးတော့မှဘာတွေဖြစ်လာလဲဆိုတော့ပရမအစဉ်ကတော့ အာကျွန်တော်တို့ယောဂအထူးဆန်းနေဖြစ်ပါလေ။နောက်တစ်ခုကတော့လူပေါင်းလောကမှာ လူတွေရဲ့ကျင့်ဝတ်စည်းကမ်းတိက္ခာအရာစောင့်ထိအပ်တာတွေမစောင့်ထိတဲ့တွေမြင်အောင်ပြောရမယ်ဆိုတော့လူတွေကလူသားနဲ့မတူဘဲနဲ့တိက္ခာနဲ့ဖြစ်ဖြစ်တူလာတယ်။ဘာလို့တူလာလဲဆိုတော့အဲတချို့လှုပ်ဆောင်ချက်တွေမှာတိက္ခာနေတော့မလုပ်တဲ့လောက်ရက်တွေလူသားတွေလှုပ်လာတာတွေရှိပါတယ်။ဟုတ်ပြီနော်။ အဲ့မှာတချို့တွေရှိပါတယ်ကျွန်တော်တို့ကြားဘူးတဲ့ဟာတွေအလားမကြားဘူးမနာတာတွေဟိုတချို့ဆိုလဲဒီဆွေမျိုးသားသမီးမကင်းတဲ့လူတွေမှာပြန်လက်ထက်တာတွေဟလာဟိုကျွန်တော်တို့ LGDP ဆိုရက်ဟလာကြားလိုလိုမလိုလိုကြားလဲဟိုယောက်ျားလေးလို့လဲမမမရမပြောနိုင်မိန်းကလေးလို့လဲမမရမပြောနိုင်ပဲနဲ့စီးတွေပေါင်းတွေကြော်လာပြီးတော့မှပြုံမှုကြံ့ကြံ့နေထိုင်လာတာတွေဖြစ်တယ် အဲ့ချိန်မှာ liberal ဆောင်ရောက်တည်ရဲ့လုံဆောင်ချက်တရားစီးပေါင်းလုလာတဲ့အတွက်ကျွန်တော်တို့ကဘာနဲ့ပြန်ထိန်းကြောင်းရလဲဆိုတော့ဘာသာရေးရဆိုဆုံးမအရင်နဲ့ထိန်းကြောင်းရပါတယ်လူပေါင်းလောကမှာ liberal ကြောင်းလူတွေဟာလွတ်လွတ်လပ်လပ်နဲ့နေထိုင်တဲ့ပြည်ရေသနာလို့ခေါ်တဲ့၄၀စာဝင်နေတဲ့လုံဆောင်နိုင်တဲ့အချုပ်ချဲကင်းလွတ်တဲ့မြေသူတို့တယောက်ကကြောက်ရွံ့စိုးရိမ်စရာမရှိဘဲနဲ့အေးချမ်းချမ်း နေနိုင်တဲ့ liberal ကတော့လူသားများအတွက်အကျိုးဖြစ်တော်မှာလေစီပေါင်းကြော်လွန်လာတဲ့ကျင့်ဝတ်စည်းကမ်းတိုက်ခါတွေမဲလာလို့ရှိရင်လူပေါင်းအတွက်ကိုခက်ခဲတွေဖြစ်လာပြီးဖြစ်ပါတယ်အဲဒါလူသားတွေချင်းချင်းမှာစင်ကျင်လုံးတရားတွေကိုချင်းစာတရားတွေယောနေလာတဲ့ယောနေတဲ့ဆန္ဒထောက်ထားမှုတွေယောပါလာတဲ့ဟိုတနည်းအားဖြင့်ကျွန်တော်သတင်းလေးတစ်ခုကြားလိုက်ရတယ်အမေရိကန် FBI ကနေ cash patee ကနေပြီးတော့မှ သတင်းထုတ်ပြန်လိုက်တဲ့အရွယ်မရောက်တဲ့ကလေးသူငယ်တွေကိုလိန်မှုကျူးလွန်တဲ့ sex predator တွေဘယ်နှယောက်ပါအဲကျူးလွန်ခံရတဲ့ကလေးတွေကဘယ်နှယောက်ပါဆိုပြီးတော့မှထုတ်ပေါ်ပြောကြတယ်အဲ့ဒီအတွက်အစိုးရ liberal ဝါဒကြောင့် American ပြည်အောင်စုမှာ မကြောက်မနာသာတွေမတွေးရဖာတွေပေါ်ပေါက်လာပြီးတော့အထူးသဖြင့်နေပေါင်းဆောင်ရရောက်ရှိလာတဲ့ကျွန်တော်တို့ migrant လို့ခေါ်တဲ့ တိုင်းတစ်ပါးကဝင်ရောက်လာသူများဖို့ဘာသာရေးအသုံးချတာတွေလူမျိုးရေးအသုံးချတာတွေကျွန်တော်တို့အခြားသော လူတို့လိုသုံးချပြီးတော့မှသက်ဆိုင်ရာနိုင်ငံပါရှိတဲ့ခေါင်းဆောင်များကိုလှုပ်ချန်တက်ဖြတ်ရန်အထိပါဝင်ပတ်သက်လာတာမျိုးလေးတွေတွေ့လာပါအဲ့ဒီတော့ကျွန်တော်တို့ Donald Trump ရွေးကောက်ပွဲမနိုင်မီမှာရွေးကောက်ပွဲမဲဆွဲစီးအောင်စဉ်ကာလအတွင်းမှာ Donald Trump ကို လောက်ကြတပ်ဖြတ်မှုနှစ်ကြိမ်ပေါ်ပေါက်ခဲ့ပါပထမတစ်ကြိမ်ကတော့ကျွန်တော်တို့အမတန်ကန်ကောင်းပြီးတော့ကန်တီလို့တာလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်လက်မဝဲလောက်တာကျွန်တော်တို့ခေါင်းဆောင်းတာရှိခဲ့လို့ရှိရင်ခေါင်းတဲကိုကြည်စားဝင်သွားပြီးတော့ tunnel track တက်ရှင်နေတိုင်းမှာမဟုတ်ပါ နောက်တစ်ကြိမ်ကြိုးပမ်းမှုကတော့ခေါင်းရိုက်နေတဲ့အချိန်အတွင်းမှာပဲကောက်ကွင်းချန်စီယူဟိုကနေပြီးတော့မှကျွန်တော်တို့ စနိုက်ပါလက်ဖြောင့်တန်းနဲ့ပြစ်ခတ်ဖို့ကြိုးပမ်းတဲ့နေရာအဲမှာကျွန်တော်တို့ဒီ secret service ကတွေ့လို့ပြစ်ခတ်လာလေရှိပါအဲတော့မေဂန်ပြည်တော်စုအတွင်းမှာဤပေါင်းစုံနဲ့ရောက်ရှိနေတဲ့ဘူရင်းနိုင်ငံသားမဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာစရိုက်ပေါင်းစုံစနစ်ပေါင်းစုံအသွင်ပေါင်းစုံနဲ့သူတပားအဖွဲ့အစည်းတွေနိုင်ငံရေးဘာသာရေးလူမျိုးရေးအဖွဲ့အစည်းတွေရဲ့လောက်ကျန်တပ်ဖြတ်မှုတွေအထိကိုစိုးဝါလာတာဖြစ်ပါတယ်အဲ့တော့ လက်ရှိအခြေအနေများအရာတော့အမေရိကန်ပြည်တော်စုရဲ့မျိုးသားလုံခြုံရေးကိုထိခိုက်လာပြီဖြစ်ပါတယ်။ဒီကလာတာဖြစ်တဲ့အတွက်ဒုသွင်းတော်လုံခြုံရေးနဲ့ပတ်သက်တာလေးတွေဖြစ်လာပါတယ်။အဲဒီမှာအထင်ရှားဆုံးသာတကားတစ်ခုကတော့ကျွန်တော်တို့အမေရိကန်ပြည်တော်စုမှာအကြောင်းမျိုးမျိုးအကြောင်းရာရောက်ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူများကိစ္စရပ်ဖြစ်ပါတယ်။အားလုံးသိရှိကြပြီးဖြစ်တဲ့အတိုင်းဖြစ်ပါတယ်။ကျွန်တော်တို့လုံခဲ့တဲ့ တပတ်တာကာလအတွင်းမှာပဲတရုတ်နိုင်ငံနေပြီးတော့မှပြည်ရပြည်တော်စုကိုပညာသင်ကြားတဲ့တရုတ်ကျောင်းသားအကျောင်းသူနှစ်ဦးဟာပတ်တော်ကျန်လို့ခေါ်တဲ့လူသားတွေကိုယောဂဖြစ်စေတဲ့ယောဂပစ္စယပစ္စည်းမှုတွေကိုတရားမှန်ခိုးသွင်းတာဒီကျောင်းသားပြီဖြစ်ပါတယ်။နောက်တစ်ခုမနေ့ကပဲကျွန်တော်တို့တတိယမြောက်အာတရုတ်ကျောင်းသူတို့ကိုထပ်မံဖန်ဆီးမိတယ်လို့ကျွန်တော်သိရပါတယ်။သိရတာဖြစ်တဲ့အတွက် ်ပရမဆင်ကတော့အမေရိကန်ပြည်တော်စုမှာကမ္ဘာတမန်အနေပညာသင်ကြားခွင့်နေပေးတယ်ပညာသင်ကြားခွင့်တာပေးတဲ့အတွက်ကမ္ဘာတမန်အကြောင်းသားအကြောင်းသူတွေလာပြီးတော့ပညာသင်ကြားတယ်လာရောက်ပညာသင်ကြားတဲ့အကြောင်းသားအကြောင်းသူတွေတဲမှာခုနကျွန်တော်တို့တရှိုးတွေထောက်လိုင်းရေလုပ်ငန်းလုပ်တာတွေပါလာတယ်အဲ့ဒါတွေအတွက်ဟာလေတနည်းအားဖြင့်အမေရိကန်ပြည်တော်စုရဲ့အမျိုးသားလုံခြုံရေးကို ထိပါနေရဲဆိုတာတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်အရင်သိလို့ အဲညံ့မြဲတွေ့တာလေးတခုတင်ပြခြင်းပါတယ်ကျွန်တော်က2006ခုနှစ်မှာနယူးဇီလန်နိုင်ငံမှာဟိုကျောင်းတက်ခွင့်ရပါတယ်ကျောင်းတက်ခွင့်ရတော့နယူးဇီလန်အစိုးရရဲ့ပညာသင် ထောက်ပံ့ခြင်းနဲ့ကျောင်းတက်ရတာဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ကတော့သွားရေးလာရေးဟိုနေထိုင်ရေးနောက်စာသင်မှုအတွက်စသဖြင့်အားလုံးကိုတော့နယူးဇီလန်အစိုးရကြားခံပေးပါတယ်အဲ့မှာကျွန်တော်ကနယူးဇီလန်နိုင်ငံဟော့ဘေးနေပီယာဆိုတဲ့ မြို့မှာကျောင်းတက်ရတာပေါ့အဲဒီမှာ2လခွဲ3လနေပါကျောင်းတက်ရတယ်ကျောင်းတက်ရတော့ကျွန်တော်အဲ့ဒီကျောင်းမှာကျောင်းတက်နေနေကျောင်းကဝင်းကြီးကိုလေးလာလိုက်တဲ့အချိန်မှာတရုတ်နိုင်ငံကလာပြီးတော့ကျောင်းတက်တဲ့တရုတ်လူငယ်ကျောင်းသားကျောင်းသူအများစုကိုထူးထူးခြားခြားတွေ့ရတွေ့ရတော့ကျွန်တော်ကအဲ့ဒီကျောင်းမှာရှိတဲ့အုပ်ချုပ်ရေးဆရာတွေနဲ့ဆွေးနွေးတော့သူတို့ကပြောလဲဆိုတော့တရုတ်ကျောင်းသားကျောင်းသူတွေအားတဲ့ပညာသင်ကြားလိုရဆန္ဒရှိတယ်တဲ့ တော်တော်ကြိုးစားကြတယ်ဆိုတော့လည်းပြောတယ်ပြောပြီးတော့မှ तू อ่ะသူတို့ဘာပြန်ပြောလဲဆိုတော့သူတို့ရဲ့ commercialization ဒီចောင်းတွေကိုစီးပွားဖြစ်တည်ထောင်ထားတာဖြစ်တဲ့အတွက်ចောင်းသားရရှိဖို့အတွက်လည်းအရေးကြီးတယ်အဲ့ဒါအဲ့ဒီအချိန်မှာတရုတ်ပြည်ဟာသူတို့အတွက် ကောင်းမွန်တဲ့ဈေးကွက်ကြီးတစ်ခုဖြစ်တယ်လို့ပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်ကလည်းចောင်းသားလက်ရက်တွေမှာတခြားနေရာတွေကိုလေ့လာရေးသွားတဲ့အချိန်မှာနေရာတိုင်းနေပါလို့လို့မှာ တရုတ်ចောင်းသားចောင်းသူတွေတွေ့ပါတယ်။ပြီးတော့မင်းကြီးတော့အော့ကလန်ရောက်တဲ့အချိန်မှာလည်းတရုတ်ចောင်းသားចောင်းသူတွေတွေ့ရတယ်၊ဝယ်လင်တန်မှာလည်းတွေ့ရတယ်၊ဟော့ပေးမှာလည်းတွေ့ရတယ်။အဲ့လိုတွေ့ရတာဖြစ်တဲ့အတွက်စိတ်ထဲမှာအတွေးလေးတခုတော့တရုတ်ចောင်းသားចောင်းသူတွေဟာအမြဲတမ်းကြိုးစားကြပါလား။နောက်တစ်ဆင့်အရဘာတူကြတာသွားတွေ့လဲဆိုအဲ့တရုတ်ចောင်းသားចောင်းသူတွေကဇနီးမောင်နှံစုံတွေအဲ့ဒီဇနီးမောင်နှံစုံတွေအဲ့ဒီများတယ်သူတို့ကចောင်းတက်လို့ရှိရင် သက်ဆိုင်ရာ ကြောက်တဲ့ရမယ်ပြူမှာအိမ်ငားတယ်အိမ်ငားပြီးတော့မှအဲ့လိုဇနီးမောင်နိုင်လို့နေတယ်သူတို့ကြည့်လိုက်လို့ရှိရင်စုံတွဲလေးတွေအဲ့လိုအများအားရှိတယ်ရှိတာဖြစ်တဲ့အတွက်နေရာအနှံ့မှာတွေ့နေတာဖြစ်တဲ့အတွက်သူတို့ကတော့ထောက်လန်းရေးအလုပ်တွေလုပ်မနေနိုင်ဘူးလားဆိုတော့တွေ့နေတခုကျွန်တော်တွေးခဲ့ပူပါတယ်အခုလက်ရှိမှာလည်းအခြေအနေရရဖန်တီးလာပြီးဖြစ်ပါတယ်အမေရိကန်ပြည်တော်စုရဲ့ ထင်ပေါ်ကျော်ကြားတဲ့တိုက်သူတွေမှာတရုတ်နိုင်ငံဟာအကြောင်းသားအကြောင်းသူတွေဟာအလူရဲ့တူဝေးပြီးတော့ပညာသင်ကြားနေပါတယ်။ပညာသင်ကြားနေတဲ့အထက်ထဲမှာအမေရိကန်ပြည်တော်စုကိုထောက်လိုင်းလုပ်ငန်းတွေလှုပ်ဆောင်နေပြီးတရုတ်နိုင်ငံသို့ပြန်လည်သတင်းပေးပို့နေတာလေးရှိပါတယ်။အခုလက်ရှိနောက်ဆုံးမိတဲ့ကျွန်တော်တို့တရုတ်အကြောင်းသူတယောက်ရဲ့ fan gas ပေါ့ fan gas မိုးတွေမိတဲ့ဟာတော့ဒုတိယအကြိမ်ဖြစ်ပြီးတော့ဒီအကြောင်းအရာတွေအားလည်း အစိုးရ liberal အနေတစ်ဆက်မျိုးသားလုံခြုံရေးကိုချိန်ချောက်လာနေတဲ့တာဒကတစ်ခုဖြစ်တယ်လို့ပြောတာလို့ပါတယ်